အားလုံးမင်္ဂလာပါဒီနေ့ညကျွန်တော်အခြေခံထိုင်းစားပြမကိုလည်းအုံမြပေးပါမယ်အဲနံပါတ်၁စကလုံးကတော့ကျွန်တော်ဒီကြောင်းကိုမပြောဘဲနေလို့ရမလားအဲထိုင်းလူကတော့ခေါမိတ်ဖူးတင်ရေနီတိုင်းမိုင်ခေါမိတ်ဖူးတင်ရေနီတိုင်းမိုင်ကျွန်တော်ဒီကြောင်းကိုမပြောဘဲနေလို့ရမလားအဲနံပါတ်၂ကကြတော့သူ့အတင်းတော်မပြောနဲ့ဆိုရင်ရပိုင်နင်းထားခေါင်းလေနော်အဲရပိုင်နင်းထားခေါင်းလေအဲသူ့အတင်းတော်မပြောနဲ့ပေါ့နော်ဒီနေရာမှာ၄၀စကလုံးကဒီအနောက်ဆုံးစကလုံးရဲ့ အတိဘယ်ကိုပို့ပြီးလေးနဲ့တော့ထည့်သုံးတဲ့စကားလုံးပေါ့နော်အဲနံပါတ်3ကကြတော့သူ့ဘွားနဲ့သူကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်တကယ်သူ့ဘွားနဲ့သူစီးပိတ်စီကျွန်တော်စိတ်ဝင်စားဘူးသူ့နေရင်လို့နေဒီလိုမျိုးအတိဘယ်ပြောတာပေါ့နော်အဲထိုင်းလို့ကတော့ချီဝဲခိုင်ချီဝဲမန်ဖုံမိတ်စွန်ကြိုင်တော့နော်အဲချီဝဲခိုင်ချီဝဲမန်ဖုံမိတ်စွန်ကြိုင်တော့သူ့ဘွားနဲ့သူပဲကျွန်တော်စိတ်ဝင်စားဘူးပေါ့နော်အဲချီဝဲခိုင်ချီဝဲမန်ဒါသူ့ဘွားနဲ့သူလို့ပြောတာပေါ့နော်ဘုံမိတ်စွန်ကြိုင်တော့ကျွန်တော်စိတ်ဝင်စားဘူးပေါ့နော် ီလိုအိဗေရပါတယ်အဲနံပါတ်၄ကကြတော့ကိုပွားနဲ့ကိုနေတာကောင်းတယ်မရှုပ်ချင်ဘူးဒါကကြတော့အဲခုနကိုပွားနဲ့ကိုနေရောကျွန်တော်စိတ်ဝင်စားအောင်ဆိုရဲစကလုံးနောက်တစ်မျိုးဒီလိုပုံစံနဲ့ပြောလို့ရတယ်နော်အဲထိုင်းလိုတော့တန်ခွန်းတန်ယူဒီကွာမိယာယွန်းနော်အဲတန်ခွန်းတန်ယူဒီကွာမိယာယွန်းနော် ကိုဘွားနဲ့ကိုနေတာပိုကောင်းတယ်မရှုပ်ချင်ဘူးပေါ့နော်အဲတန်ခွန်းတန်ယူဆိုလို့ရှိရင်ကိုဘွားနဲ့ကိုနေတာပေါ့နော်အဲဒီကွာဆိုလို့ရှိရင်ပိုကောင်းတယ်ပေါ့နော်မိရယုံမရှုပ်ချင်ဘူးတန်ခွန်းတန်ယူဒီကွာမိရယုံမရှုပ်ချင်ဘူးပေါ့နော်ကိုဘွားနဲ့ကိုနေတာကောင်းတယ်မရှုပ်ချင်ဘူးအဲ့နောက်တစ်မျိုးထပ်ပြောလို့ရတယ်နံပါတ်5နံပါတ်5ကျတော့သူကိစ္စဒိုးနဲ့မဆိုင်ဒါမှမဟုတ်ငါတို့နဲ့မဆိုင်ဘူးလို့ပြောတာပေါ့နော်အဲရီယန်ခေါခေါရောင်မစ်ကီယိုနော်အဲရီယန်ခေါခေါရောင်မစ်ကီယို အဲ့လိုပြောလို့ရတာเนาะအဲသူတို့ကိစ္စငါတို့နဲ့မဆိုင်ဘူးပေါ့เนาะအဲနံပါတ်6ကကြတော့အဲသူ့ကိုလွတ်ထားလိုက်သူ့ဘာသူ့ဟာသူလုံနိုင်တယ်ပေါ့เนาะအဲပွားဟဲခေါင်ပိုက်ထက်ခေါထိုင်းအင်ဒိုင်เนาะဒီပုံစံလေးသုံးလို့ရတယ်အဲပွားဟဲခေါင်ပိုက်ထက်ခေါထိုင်းအင်ဒိုင်အဲသူ့ကိုလွတ်ထားလိုက်သူ့ဘာသူလုံလို့ရတယ်ပေါ့เนาะအဲနံပါတ်9ကကြတော့အထင်မသေးနဲ့เนาะ ဒီစကလုံးလေးတွေကတော့တော်တော်သုံးဝင်နေပေါ့နော်ဒါကျွန်တော်လည်းတွေ့ရတယ်အလုပ်တွေမှာတယောက်နဲ့တယောက်ထင်သေးတယ်ပေါ့နော်အများစုထိုင်းနေမြန်မာတွေကိုထင်သေးကြတယ်ဆိုပါဆိုကိုကဒါကမခံနိုင်သေးဖြစ်တယ်ကိုပြန်ပြောရင်လည်းငါ့ကိုထင်မသေးနဲ့အဲဒီစကလုံးလေးသုံးလို့ရတယ်နော်ထိုင်းလိုကတော့ရာမဒူးထိုကန်နာအဲထင်မသေးနဲ့နော်ရာမဒူးထိုကန်နာထင်မသေးနဲ့နော်ဒါမှမဟုတ်ရင်ရာမဒူးထိုထင်မသေးနဲ့ပေါ့နော်အဲနံပါတ်6ကကြတော့လူတွေအားလုံးကအတူတူပဲလို့ကိုကပြောချင်လို့ရှိရင်အဲထုခွန်ကခွန်မင်ကနတ်လက် ထုခွန်ကောခုံမင်ကနန်းလက်လူတွေအားလုံးကအတူတူပဲပေါ့နော်အဲဒီပုံစံလေးလည်းပြောလို့ရတယ်ပြီးရင်နံပါတ်9နံပါတ်9ကလည်းအပွားစကလုံးနဲ့အတူတူပဲလူတွေအားလုံးကအတူတူပဲပေါ့နော်မိဝခရိုင်ကောမင်ကန်မိဝခရိုင်ကောမင်ကန်နော်မိဝခရိုင်ကောမင်ကန်လူတွေအားလုံးကအတူတူပဲဒီစကလုံးလေးတွေကိုရရဆိုလို့ရှိရင်ကိုလက်တွေမှာလည်းသွားတုံးလို့ရတယ်ဗောနော်ကိုတကယ်ဒီလိုမျိုးကိစ္စလေးကြုံလာလို့ရှိရင်ဒီပုံစံလေးပြောလို့ရတယ် ဲပြီးတော့နံပါတ်30ကလူတယောက်ကိုဒါလူကိုပေါ့နော်လူကိုပွင့်ကြည့်ပြီးမဆုံးဖြတ်နဲ့လို့ကိုကပြောချင်လို့ရှင်ရာသစင်ခွန်တိဖိုင်နောက်နော်ရာသစင်ခွန်တိဖိုင်နောက်လူတယောက်ကိုပွင့်ကြည့်ပြီးမဆုံးဖြတ်နဲ့ပေါ့နော်ရာသစင်ခွန်တိဖိုင်နောက်လူတယောက်ကိုပွင့်ကြည့်ပြီးမဆုံးဖြတ်နဲ့နော်နံပါတ်7ကကြတော့ကျွန်တော်လဲကျွန်တော်တန်ဖိုးနဲ့ကျွန်တော်ရှိရလို့ပြောခြင်းဖုံခေါမိခါနိုင်ဘက်ခေါင်ဖုံအဲ့လိုပြောလို့ရတယ်เนาะဖုံခေါမိခါနိုင်ဘက်ခေါင်ဖုံခါကျွန်တော်မှလဲကျွန်တော်တန်ဖိုးနဲ့ကျွန်တော်ရှိတယ် ရမသက်စင်ခွန်တီဖိုင်နောက်ခပ်လူတယောက်ကိုပွင့်ကြည့်ပြီးမဆုံးဖြတ်နဲ့အဲ့လိုပြောလို့ရတယ်နော်အဲနံပါတ်7ကကြတော့ကျွန်တော်ဘသူနဲ့မှရောတာကိုမကြိုက်ဘူးလို့ကပြောခြင်းရင်ဖုံမိတ်ခွေချောယုံကခိုင်းနော်ဖုံမိတ်ခွေချောယုံကခိုင်းကျွန်တော်ဘသူနဲ့မှရောတာကိုမကြိုက်ဘူးရှုပ်တာကိုမကြိုက်ဘူးပေါ့နော်ဖုံမိတ်ခွေချောယုံကခိုင်းဒီမှာတော့ကျွန်တော်ဖုံမပါဘူးပေါ့နော် ကျွန်တော်ဆိုတဲ့စကလုံးမထည့်တာဟုတ်ဒါပေမဲ့ကျွန်တော်ကဟိုသဘောပြောပြတာပေါ့နော်မိခွေချော်ယုံကခိုင်းဒီလိုပြောလိုက်ရတယ်ညမသူနဲ့မှရှုပ်တာရောတာကိုမကြိုက်ဘူးအဲပြီးရင်နံပါတ်73ကကြတော့ဒီပုံစံတိုင်းပဲအဲကျွန်တော်ဒီပုံစံတိုင်းပဲနေရပေါ့နော်ဖုန်ယိုပင်ပယ်နေလက်အဲဖုန်ယိုပယ်နေလက်ဒီလိုပြောလိုက်ရနော်ကျွန်တော်ဒီပုံစံတိုင်းပဲနေတယ်ဒီမှာတော့ဒီပုံစံတိုင်းပဲကိုပြောနေတာပေါ့နော်ကော့ပင်ပယ်နေလက်ဒီပုံစံတိုင်းပဲနေတယ်ပေါ့နော်ကော့ပင်ပယ်နေလက် အဲဒီပုံစံတိုင်းပဲနေတယ်။အဲနံပါတ်14ရကြတော့အဲတယောက်တည်းနေရတာကိုကြိုက်တယ်ဆိုလို့ရှိရင်အဲချော့ယူညံ့ညက်ခွန်တီယိုနော်အဲချော့ယူညံ့ညက်ခွန်တီယိုနော်အဲတယောက်တည်းနေရတာကိုကြိုက်တယ်ဒီမှာအဲဒီမှာမှားနေတယ်နော်ချော့ဆက်စကလုံးမှာကျွန်တော်ချော့ချမ်းအောင်ထည့်ရမှာဒီမှာကျွန်တော်ခေါ်ခိုင်မှားပြီးရေးထားလို့နော်အဲ့ဒါလေးတစ်ချက်တော့ပြင်ပြီးတော့ကြည်ပေးပါနော်ချော့ယူညံ့ညက်ခွန်တီယိုနော် တယောက်တည်းနေရတာကိုကြိုက်တယ်ပေါ့နော်တိတ်တိတ်တိတ်နေရတာကိုကြိုက်တယ်နံပါတ်15ကကျတော့သူလို့သူလို့မလုံးလို့ကိုပြောခြင်းရပိုင်ထန်တန်ခေါင်းနော်ရပိုင်ထန်တန်ခေါင်းသူလို့သူလို့မလုံးနဲ့ပေါ့နော်အဲဒါကတော့နံပါတ်16ပေါ့နော်နောက်ဆုံးအပိုက်လေးဖြစ်ပါတယ်သူကတိတ်ပြမရှိရရှောက်လုံးနေတာလို့ကိုကပြောခြင်းရင်ခေါထမ်လိုင်းရိုင်းစာရာနော်အဲ့လိုပြောလိုက်ရအောင်နော်ထမ်လိုင်းရိုင်းစာရာ သူအဓိပ္ပာယ်မရှိတာရှောက်လုံနေတာပေါ့နော်အဲသူ့ကိုသွားစိတ်မဝင်စားနေလို့ကိုယ်ကပြောချင်ရာပိုင်ဆွန်ကြိုင်ခေါလေရာပိုင်ဆွန်ကြိုင်ခေါလေသူ့ကိုသွားပြီးတော့စိတ်မဝင်စားနေအဲသူကယူကြောင်ကြောင်ရှောက်လုံနေကြပဲလို့ကိုယ်ကပြောချင်လို့ရှိရင်အဲခေါချော့ထမလိုင်းဘာဘဘော်ဘော်ယူလဲဟုတ်ခေါချောထမလိုင်းဘာဘဘော်ဘော်ယူလဲဟုတ်သူကယူကြောင်ကြောင်ရှောက်လုံနေကြပဲဒီပုံစံလေးပြောလို့ရတယ်เนาะဒီနေ့ဗီဒီယိုလေးတော့တော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ